မေရိကန်နိုင်ငံရဲ့ပြည်내90စလုံးမှာစုစုပေါင်းလူသန်းနဲ့ခြေပောင်းဝင်တဲ့အစိုးရစံကျင်ရေးခြေတက်ဆန္ဒပြပွဲတွေကျင်းပခဲ့ကြပါတယ်။ No King ဆန္ဒပြပွဲတွေရဲ့ရည်ရွယ်ချက်ကအမေရိကန်သမ္မတဒေါ်နယ်ထရပ်အစိုးရရဲ့အမူအရတွေဟာအာဏာရှင်စနစ်စီပြောင်းလဲဥတည်နေတာကိုစန့်ကျင်ဖို့ဖြစ်ပါတယ်။ဆန္ဒပြလှုပ်ရှားမှုတွေကိုဥဆောင်နေသူတွေကအမေရိကန်မှာဘရင်လိုပြုမှုချင်းသူတွေရှိမနေသင့်ဘူးလို့ပြောပါတယ်။ဂျွန်လာတော့ကလည်းပထမအကြိမ် No King ခြေတက်ပွဲတစ်ခုကိုနိုင်ငံအနှံ့မှာပြုလုပ်ခဲ့ဖို့ပြီး အမေရိကန်သမိုင်းမှာပူပေါင်းပါဝင်သူအများဆုံးဆန္ဒပြအခြေတပွဲတစ်ခုဖြစ်ခဲ့ပါတယ်။စီစဉ်သူတွေကတော့အော်တိုဘာ18ရက်နေ့ကဆန္ဒပြပွဲတွေကိုနိုင်ငံအနှံ့ကမြို့ကြီးတွေမြို့ငယ်တွေကြေးရွာတွေမှာအရေးအတွက်အဖြစ်စုစုပေါင်း2600ကျော်လောက်ထိပြုလုပ်ခဲ့ပြီးပူပေါင်းပါဝင်သူတန်းတဲ့ချီများပြခဲ့တယ်လို့ပြောပါတယ်။နယူးယောက်မြို့ရဲ့ Times Square မှာတော့ဆန္ဒပြသူတသိန်းကျော်ငင်းငင်းချမ်းချမ်းခြေတက်ခဲ့ပြီးဖမ်းဆီးမှုတွေမရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကအတည်ပြုခဲ့ပါတယ်။ Boston, Philadelphia, Chicago နဲ့ Seattle ဟူစတန်ဆန်ဒီယေဂိုတို့လိုမြို့ကြီးတွေမှာလည်းထောင်ပေါင်းချီပါဝင်တဲ့စနပြအခြေတပ်ပွဲတွေအသေးသေးကျင်းပခဲ့ကြပါတယ်။အခုစနပြပွဲတွေရဲ့သရုပ်တကန်ကထရမ့်ရဲ့မူဝါဒတွေဟာအမေရိကန်ပြည်သူတွေအထူးသဖြင့် liberal democrat အမြင်ဘက်အရင်းသူတွေကြားမှာစိတ်အနှောက်အယှက်ကြီးကြီးမားမားရှိလာစေတယ်ဆိုတာကိုထင်ဟမြင်သာစေကြောင်းနိုင်ငံရေးအကဲခတ်တွေကဆိုပါတယ်။အထူးသဖြင့်တရားမဝင်ရွှေပြောင်းအခြေချသူတွေကိုအကြမ်းဖက်ဖြိုခွင်းတာမြို့ကြီးတွေထဲမှာစစ်တပ်တွေဖျက်ချစေတာမျိုးတွေအပေါ်သဘောမတွေ့သူတွေအများကြီးရှိလာပါတယ်။ ထရမ့်ကတော့ဒါဟာအတိုက်ခံဒီမိုကရက်တစ်ပါတီကြီးစိုးထားရမြို့ကြီးတွေမှာရာဇဝတ်မှုတွေကြီးထွားလာတာကိုတိုက်ဖြတ်ဖို့လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကိုကာကွယ်ဖို့လိုအပ်တဲ့အဆုံးဖြတ်ချက်တွေလို့အကြောင်းပြထားတာပါဆန္ဒပြပွဲတွေမတိုင်ခင်တရက်လုံးမှာ Fox တရင်ဌာနကနိုခင်ဆန္ဒပြပွဲတွေကျင်းပဖို့ပြင်ဆင်နေကြတာနဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်တောင်းတဲ့အခါမှာထရမ့်ကဆန္ဒပြပြီးသူတွေဟာသူ့ကိုဘယင်တပါးလို့ရင်ညွှန်းနေကြောင်းသူကဘယင်မဟုတ်ကြောင်းခက်အေးအေးတုံ့ပြန်ခဲ့ပါတယ် ်ထရမ့်ရဲ့ဘတ်ဒေါ်သား Republican နိုင်ငံရေးအင်အားစုတွေကတော့အဲ့ဒီဆန္ဒပြပွဲတွေဟာ American Mondi ရဲ့လှုပ်ရှားမှုတွေသာဖြစ်တယ်လို့စွပ်စွဲထားပါတယ်ရှင်။